ရန်သူလို့ပြောရမယ်ပုဂ္ဂိုလ်သို့မဟုတ်ကိုချိုးစည်းပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်အဲ့ဒီမလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အပြုအမူတွေကဘာတွေလဲဆိုနံပါတ်1နန္ဒံဩမယတိထိတ်တော်ကိုကိုတွေ့တဲ့အခါဝန်တမှုမပြဘူးညနာမှာအမူအရာရှိနော်ကိုနဲ့ဆုံတဲ့အခါတိုင်းဟာ तू ဟာလှိုက်လဲဝန်တာတဲ့အနေထားမျိုးမပြဘူး ဝန်တာမှုမဖြစ်ဘူးသူ့ရင်ထဲနှလုံးထဲကကိုယ်နဲ့တွေ့လိုက်ရင်ဝန်တာသွားတာမရှိမိษွေဆိုလို့ရှိရင်တွေ့လိုက်ရင်ဝန်တာအာရဖြစ်တယ်မိษွေမဟုတ်တဲ့ပုဂ္ဂိုလ်ရန်သူဆိုလို့ရှိရင်ကိုယ်နဲ့တွေ့လိုက်မျက်စိစပယ်မွေးဆူးတယ်ဆိုတာပြောချင်တယ်မဟုတ်လားဒီကောင်ငါမကြည့်ချင်ဘူးမျက်စိစပယ်မွေးဆူးတယ်အဲ့ဒါမျိုးနတ်နံအုံမရဲ့ဒီထိတ်တော်မြင်လိုက်လို့ရှိရင် ပြုံးတော့မပြုံးနိုင်တချို့ဒီလူတူတယောက်ကိုမြင်လိုက်ရင်မပြုံးနိုင်ဝန်တာအဲလဲမရှိဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါတစ်ချက်ပဲကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားကိုလိုလားသူမဟုတ်ဘူးဆိုတာအမှတ်ပါနော်ကိုယ်နဲ့တွေ့လို့အဲ့တော့ရန်သူဟာရောကိုယ်နဲ့တွေ့လို့ပြုံးပြတာရောမရှိဘူးလားဆိုရှိနိုင်တယ်သို့တော့အပြုံးကိုတည်တည်ချာချာလေးလံကြည့်လို့ရှိရင် သွားပေါ်အောင်ပါဇက်ကြီးတော့ဖြဲကောင်းဖြဲမယ်မျက်စိမှကြတော့ပြုံးလို့မရဘူးလူတွေးလို့ရှိရင်မျက်လုံးပဲသိချကြည့်မျက်လုံးကမပြုံးရင်အပြုံးမဟုတ်ဘူးဒါကြောင့်မလို့ဗမာစကားမှာပြောတယ်ဟောလားမချိလို့သွားပေါ်တာကိုပင်ရဲသလားလို့မေးကြလေတယ်ဆိုနော်တချို့ကမချိလို့သွားဖြဲပြတယ်အဲတရိစ္ဆာန်တွေကြတော့ခွေးတကောင်နဲ့တကောင်သွားဖြဲပြရင်ရန်လောက်တာပဲဒါသိကြနော် ပြန်လှုပ်တာအဲ့တော့မျက်လုံးကအပြုံးမပါပဲနဲ့သွားပေါ်ယုံပါဇက်ချဲတာနဲ့ပြုံးတယ်လို့ပြောတာမဟုတ်ဘူးရှင်နဲ့နှလုံးနဲ့ကိုကလိုက်လိုက်လဲလဲဖြစ်မလာဘူးဆိုရင်အဲ့ဒီတော့ကိုကျိုးစီပေါင်းလို့လားသူမဟုတ်ဘူးဒါတတ်မှတ်ရသူတို့ဆိုလို့နော်နောက်တစ်ခုကတော့ဘာတော့နာသနံပฏิနန္တိကိုနဲ့တွေ့ဘယ်တော့မှ จิตนัดတဲ့သဘောမရှိဘူးနှစ်ချိုက်တဲ့သဘောမရှိမပြုံးယုံနေမဟုတ်ဘူးနှစ်ချိုက်တဲ့သဘောလည်းမပြဘူးတွေ့ချင်တယ်ဆိုတဲ့ဆန္ဒမျိုးလဲသူ့မှာရှိဖို့များတွေ့သည့်အတွက်ကြောင့်လဲသူ့စိတ်သူ့မှာအမှုရာဘာတစ်ခုမှမဖြစ်ဘူးတွေ့ချင်တဲ့သဘောမရှိတဲ့အနေအထားမျိုးဒုတိယအချက် တတိယချက်ကဘာလို့ဆိုစကုနီသတ္တနာတ္တာတိကိုနဲ့မျက်စိချင်းဆုံပြီးတော့တောင်ဘယ်တော့မှမကြည့်ဘူးမတဲ့တဲ့လူကမတဲ့တဲ့လူကကိုမလိုလားတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမကြည့်ဘူးနော်မျက်စိဆုံရင်လွှဲပလိုက်တယ်မျက်စိဆုံရင်တောင်လွှဲပစ်လိုက်တယ်မျက်စိနဲ့အပြုံးမျက်လုံးနဲ့ဘယ်တော့မှမကြည့်ဘူးလောကလူတွေဆိုတာနော် ဟိုမိတ်ဆွေဆိုဒီမှာသူကဘာလို့ချစ်သောမျက်လုံးအပြုံးမျက်နှာပိယဆက်ခုဟိတံပတ္တန္တာမိတ်ဆွေဆိုတာအပြုံးမျက်လုံးချစ်သောမျက်လုံးပြုံးသောမျက်နှာနဲ့ကြည့်တဲ့ပုဂ္ဂိုလ်မှာကိုယ်အကျိုးစီးပွားလူလာတဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ရမယ်အဲဒီလိုမဟုတ်ခဲနဲ့ကိုယ့်ကိုမျက်စိတောင်ဆုံပြီးတော့မကြည့်ဘူးနော် မျက်စိတောင်းကပ်ပြီးတော့ကြည့်တယ်လို့ဆိုမျက်စောင်းထိုးကြည့်တာပေါ့ခုခေတ်မျက်စောင်းထိုးပြီးတော့ကြည့်တတ်တယ်သို့သောနောက်တစ်ခုရှိသေးတယ်လူချင်းဟာကြည့်တဲ့အခါမှာစိုက်ကြည့်တဲ့အကြည့်မျိုးကလည်းအကောင်းလားလို့ဆိုရင်ကျေးမှုမရှိတဲ့အကြည့်မျိုးလို့ခေါ်စိုက်ကြည့်တိုင်းလည်းတော့မကောင်းမျက်စိစုံခွင့်မပေးတာကိုပြောတာနော် မျက်စိကိုထောင်းကပ်ကြည့်တဲ့အကြည့်မျိုးကိုပြောတာဟိုတဲ့တဲ့မကြည့်ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးသို့တော့စိုက်ပြီးတော့ပြူးကြည့်ရင်လည်းမကောင်းဘူးတဲ့အဲ့ဒါအင်္ဂလိပ်လိုလည်းရှိတယ် to stare at person it is impolite to stare at person လူတယောက်ကို စိုက်ကြည့်တာမယင်ကြည်ဘူးလို့ဆိုနော်စိုက်ပြီးတော့မကြည့်ရစိုက်ကြည့်စိုက်ကြည့်တယ်ဆိုရင်သူကြည့်ကြည့်တာမျိုးပေါ့နော် အဲ့လိုကြည့်တာဟာဒီယဉ်ကျေးမှုမရှိတာ it is impolite မယဉ်ကျေးဘူးလို့သူဆို to stare at the person ဒီလိုဆိုအဲ့တော့အခုဒီမှာပြောတဲ့သဘောကတော့သက္ခုနီသတ္တနာတ္တာတိဘယ်တော့မှတဲ့တဲ့မကြည့်ဘူးမတဲ့တဲ့လူဆိုတာဒီလိုပဲစောင့်ကြည့်နော်ညဆောင်ထိုးကြည့်အဲ့ဒီပုဂ္ဂိုလ်ကကိုယ့်အကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ နံပါတ်၄ကျတော့ပฏิလောမင်စာဝတ္တတိဘယ်တော့ပဲဖြစ်ဖြစ်ကိုကတောင်းပြောရင်သူကမြောက်အရှိပြောရင်အနောက်ဆန့်ကျင်ဘက်ကြီးပဲဖြစ်စကားပြောရင်လည်းဆန့်ကျင်ဘက်လုံးရင်လည်းပဲသူလုံးတဲ့တုံးလို့ဆန့်ကျင်ဘက်တွေလုံးတယ်ဘယ်တော့မှ ထောက်ခံပြောကြားလိုက်လျောတာမျိုးမရှိပฏิလောမအပြန်ဘက်ကပဲနေတယ်အနုလောမမဖြစ်ဘူးပฏิလောမအမြဲတမ်းပฏิလောမအတွေးနဲ့ ကြင်ကြံကြုတ်ကိုအထူးအဲ့ဒီပုံကမျိုးဟာကိုအကျိုးစီးပွားလိုလားတဲ့ပုံကမဟုတ်ဘူးတဲ့အမြဲတမ်းဆန့်ကျင်မဲ့ကံဒီတယ်နံပါတ်5ကပါတော့အမိတ္တိတတ္တပစ္စတိကိုအကျိုးစီးပွားကိုမလိုလားတဲ့လူတယောက်ဟာကိုနဲ့ဘသူမတဲ့တယ်လဲဆိုအဲ့ဒီမတဲ့တဲ့လူမှရွေးပေါင်းနော်မတဲ့ဘူးဆိုတဲ့လူကိုရွေးပေါင်း အဲ့ဒီမတည့်ဘူးဆိုတဲ့လူကိုရွေးပေါင်းတဲ့လူဒီကိုကျိုးစီပေါင်းကိုမလိုလားသူပဲဖြစ်တယ်။နံပါတ်6ကမိတ္တတ္တနာသေဝတိကိုနဲ့ခင်မီနဲ့ကျွမ်းကျင်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကိုကျိုးစီပေါင်းကိုလိုလားတဲ့မိတ်ဆွေတွေအဲ့ဒီမိတ်ဆွေတွေကြလို့ရှင်သူကဘယ်တော့မှ မတည့်ဘူး။ကိုနဲ့ချစ်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကြရင်သူကအပေါင်းအသင်းမလုပ်ဘူးတဲ့ နံပါတ်9ကဝဏကာမိနိဝရတိကိုယ့်ရဲ့အကျိုးဂုဏ်တရင်နော်ချီကျူးစကားကိုတရားရောက ပြောမယ်ဆိုရင်မင်းဘာသိလို့ပြောတာလဲဒီကောင်ကောင်းတဲ့ကောင်မဟုတ်ဘူးလို့ဒီလိုပြောတာနော်ဂုဏ်တရင်ကိုတူကပြောပြီဆိုရင်လက်မခံတားမြစ်တယ်မင်းမသိဘဲနဲ့မပြောပါနဲ့လို့ပါလို့ဝဏကာမိနိဝရတိ ချီးမွမ်းစကားပြောပြီဆိုရင်သူအပြောမခံသူရှိမှဆိုရင်ချီးမွမ်းစကားပြောမခံအဲ့ဒီအပြောမခံတဲ့ပုဂ္ဂိုလ်တရားကိုအကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်တရားပဲနံပါတ်၈ကအကောတန်တိပတန်တတိကိုယ်ဆဲပြီဆိုလို့ရှိရင်ဟာဒီကောင်တော်တယ်မြန်မာရ Facebook ကဆဲဆဲဇာတ်တယ်ဆဲဆဲဆဲတဲ့ကောင်သူသဘောကျနော်ကိုယ်ဆဲလို့ရှိရင်အပေး အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာကိုယ်အကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်သတ်မှတ်ပါဒီလိုဆိုနမကူကြာဂုံရှင်သတ်တတနာနက္ခတိဂုံရှင်သတ်တတနက္ခတိလူတွေဆိုတာလေးဝက်ချက်ကလေးတွေရှိခုခေတ်တော့တယ်လီဖုန်းတွေရဲမှာ တော့ခတ်သိမ်းတာရှိတယ် security ဆိုလူတိုင်းကြည့်လို့မရအောင်ရှုပ်ဝှက်ချက်ဆိုရှိကဘာရဲ့ရှုပ်ဝှက်ချက်ကြီးကအခုကပေါက်ချားနေခု channel တွေပါလေကြည့်ရင်တော့သိမှာပေါ့ပနားမပေပါဆိုတွေ့နော်ရင်စောသောပိုင်းက weekly ဆိုရှုပ်ဝှက်ချက်တွေပေါက်ချားကောအဲ့တော့ဒီမိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်က ။ဘာလို့တတ်တော့ဆိုကိုအမတမ်းမှရင်းနှီးပြီးကိုအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုရဲ့ရှုပ်ဝဲချက်ကိုပြောတတ်တယ်။ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့ကိုရဲ့ရှုပ်ဝဲချက်ကိုဘယ်တော့မှကိုမပြောဘူး။သူ့ရဲ့ရှုပ်ဝဲချက်ကိုကိုဘယ်တော့မှမပြောဘူး။အဲ့တော့ရင်းနှီးမှပြောတာ။အဲ့တော့မရင်းနှီးဘူးဆိုရင်ကိုရဲ့ရန်သူပဲ။ကိုအကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်ပဲ။ ကိုအကျိုးစီးပွားကိုလိုလိုက်ရင်သူ့ရဲ့ရှိုးဝဲချက်တွေကိုပြောမှာပဲဒီလိုဆိုလို့ရနော်လူဟာယဉ်နိပြီဆိုလို့ရှင်နော်ပွပွလင်းလင်းအားလုံးအတိပေးပြီးပြောချထားလို့ရှိတာဟုတ်အဲ့တော့ယဉ်နိမှုမယဉ်နိမှုဆိုတာဘာနဲ့တိုင်းတာမလို့ရှင်သူ့ရဲ့ရှိုးဝဲချက်တွေကိုပြောပြီဆိုရင်တော့ဒါယဉ်နိတယ်လို့ပြောမှတ်ကိုအကျိုးစီးပွားလူလာတယ်လို့ပြောတတ္တဂုံရှင်နရုဟတိသူ့ရဲ့ရှိုးဝဲချက် ကုန်းရှမ်းသူ့ရဲ့ရှုပ်ဝဲချက်ကိုလည်းဘယ်တော့မှမဖော်ထုတ်ဘူးကမ္မန္တတနဝနေတိလူတယောက်ရဲ့လုံးသမျလုပ်ငန်းတွေကိုဘယ်တော့မှမချီးမွမ်းဘူးတဲ့နံပါတ်7ကဘယ်တော့မှမချီးမွမ်းဘူးသူလုံးသမျကဲ့ရဲ့ရှုပ်ချနေတယ်နံပါတ်7ကျတော့ပညာတနပတံတိသူဘလောက်ပဲတောတော်နော်သူအကြီးချင်းတွေဘလောက်ပဲကောင်းကောင်း ဘယ်တော့မှမချီးမွမ်းဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့မိစေမဟုတ်ဘူးတဲ့လို့ဆိုဘယ်တော့မှမချီးမွမ်းချီးမွမ်းနေစမလုပ်ဘူး73ခြားတော့အဘဝေနန္တတိတတ္တာအေးအဘဝဆိုတာပျက်စီးပြီးဆုံးရုပ်ပြီးຢာရူးကြသွားတယ်ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတယ်နော်ကိုယ်သိခါတွေကင်းမဲ့တယ်တစုံတစ်ခု ဆိုရုပ်ပြပြမှုနဲ့ကြုံပြီဆိုရင် तू ကဝမ်းသာရာထူးကြပါရင်ဒီကောင်ရာထူးကြသွားပြီအာဒီကောင်စီးစဲဥစ္စာတွေဆုံးသွားပြီဒီလိုဆိုရင် तू ကဝမ်းသာတယ်တခုမကောင်းတာဖြစ်တယ်ဆိုရင်ဝမ်းသာအဲ့ဒီလိုဝမ်းသာတဲ့ပုဂ္ဂိုလ်ကိုတခုမကောင်းတာဖြစ်လို့ဝမ်းသာတဲ့ပုဂ္ဂိုလ်ဟာကိုအကျိုးစီးပွားမလုပ်လာတဲ့ပုဂ္ဂိုလ်ပဲနံပါတ်34ကဘဝေတ္တနတ္ထ ကိုကြီးပွားတိုးတက်လာတယ်။ယာရုတက်သွားတယ်။စီစဉ်ဥစ္စာတွေတိုးတက်လာတယ်လို့သတင်းကြားရင်ဘယ်တော့မှသူကမကြိုက်ဘူး။အာဒီကောင်ခဏပါဒီလိုပဲပြောမှာနော်။ကျင့်နဲ့အားရခြင်းမဖြစ်ဘူးတဲ့။အဲ့ဒါလေဒီကိုယ့်အကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတရားပဲ။ဟောနံပါတ်35ကြာ ဣစေရံဘောဇနံလတ္တတတနုပိစတိတတိစာကောင်းတော့ဖွယ်စာနေကြအစာမဟုတ်ဘူးအဩဝယ်အစာစာဆိုတာခါတစ်ခါမှရတဲ့အစာစာမျိုးပေါ့ထူးထူးဆန်းဆန်းအစာအာဟာရမျိုးလေးနိုင်ငံညာကဖြစ်ဖြစ်လက်ဆောင်ရတာပဲဖြစ်ဖြစ်ခီးသွားလို့ရလာတာပဲဖြစ်ဖြစ်တခါမှမစားဘူးသေးတဲ့ထူးခြားတဲ့အစာအစာလေးတွေတွေ့လာရင် သူ့ကိုဘယ်တော့မှတတိမရဘူးတဲ့နော်ပြီးရင်စအာနပါဏမိစွာလူတွေရဲ့သဘာဝကိုကစားကောင်းတောက်ခွဲလေးတွေ့ရင်ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တတိရတယ်လို့ဆိုတာဟုတ်သူကအဲ့ဒီမှာတတိမရဘူးဆိုတော့သူဟာကိုကျိုးစီပေါင်းလို့လာတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့မဖြစ်နိုင်ဘူးတဲ့ဒီလိုဆိုလို့နံပါတ်16နောက်ဆုံးအချက်ကျတော့ဘာလို့လဲတတောနာနုကံပတိ เนาะอัตตปิละเปยิตောအဲ့ဒီလိုကိုရထားတဲ့ထဲကလည်းပဲသူလဲရပါစေသို့မဟုတ်ကိုရထားတာကိုခွဲဝေပေးတာမျိုးသို့မဟုတ်သူကိုရစေခြင်းနဲ့စိတ်ဓာတ်မျိုးလေးမပေါ်ဘူးဆိုတဲ့ပုံကတရားဘယ်တော့မှကိုအကျိုးစီးပွားလို့လာတယ်ခေါ်ဘူးတဲ့ဒီလိုဆိုလို့ သူလဲရပါစေဆိုစိတ်ထမရှိကိုရထားတဲ့အာဟာရမျိုးကိုသူလဲရပါစေဆိုတဲ့သူ့ပေါ်မှာကျင်နာတဲ့အတွေးနဲ့တွေးတာတခါမှမလုပ်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုကျိုးစီပေါင်းလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအားလုံးပေါင်းလိုက်တော့36မျိုးအဲ့ဒီ36မျိုးသောအခြေအနေအချက်လက်တွေကိုကြည့်ပြီးလို့ရှိရင်ဒီလူဟာကိုယ့်ရဲ့မိတ်ဆွေမဟုတ်ဘူး ိုယံသူသို့မဟုတ်ကိုကျိုးစီးပွားကိုမလိုလားသူအမိတ်တာလည်းဖြစ်တယ်လို့ဒီလိုသိပါလို့ဟောတာကြည်ုံနဲ့လူတယောက်ကိုအကဲခတ်ပြီးအာပေါင်းသိနိုင်တဲ့ပုဂ္ဂိုလ်လားငါအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်လားငါယံသူလားငါမိတ်ဆွေလားဆိုတာဒီလိုသိတိုင်ပါတယ်လို့ဒီစာတကဒီလိုဟောကြားတာဖြစ်တယ်ဒါက ရှန်သူရဲ့အခြေအနေတွေကိုပြောပြတဲ့စကားတစ်ခုအားလုံး36မျိုးအိစေတေသောလပ္ပာကာရာအမိတ္တသမိပဋိဋ္ဌိတာကိုကျိုးစီပွားမလိုလားတဲ့ပုဂ္ဂိုလ်ပေါ်မှာတွေ့ရတဲ့အချက်အလက်36မျိုးခုပြောတဲ့အချက်လက်36မျိုးကို ကိုကျိုးစီပွားကိုမလိုလားတဲ့ယန္တူတွေမှာတွေ့ရတတ်တအချက်တွေပဲဖြစ်တယ်။ယေဟိအမိတံဇာလေယဒိဋ္ဌဝသုတ်တဝါသဗ္ဗနိတုစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအချက်လက်တွေကိုကြည့်ပြီးတော့ဖြစ်စေနားထောင်ပြီးတော့ဖြစ်စေဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့ကျိုးစီပွားကိုလိုလားတဲ့မိတ်ဆွေမဟုတ်ဘူးလို့အတိမတ်ပြုပါလေ။ဟောဒီလိုဆို။အဲ့တော့လောကမှာလူတွေပေါင်းတဲ့ဆက်ဆံနေကြရတာဟာ လူဆိုတာเนาะဟိုအတွင်းစိတ်ဓာတ်နဲ့လောက်ရက်ကိုမကြည့်လို့ရှိရင်လူဟာတူတူပဲဖြစ်နေเนาะဒါကြောင့်လူကောင်းလားလူဆိုးလားဆိုတာလူဆိုးမှာဂျိုးပါတာမှမဟုတ်တာဟိုဂျိုးမပါတော့လူဟာလူပဲလေလူအသွင်နဲ့တော့ရှိနေမှာပဲသို့တော့သူ့ရဲ့စိတ်ဓာတ်သူ့ရဲ့လောက်ရက်သူ့ရဲ့ပြောဆိုမှုတွေကြည့်အ깨ခတ်ပြီးတဲ့အခါမှာ ဒီလူဟာငါအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်လားဒီလူဟာငါအကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်လို့ဆိုတာသိရှိကြရမှာဖြစ်တယ်။သိရှိထားတဲ့အတိုင်းရှောင်သိတဲ့ပုဂ္ဂိုလ်ရှောင်ရမယ်။ပေါင်းသိဆက်ဆံသိတဲ့ပုဂ္ဂိုလ်ပေါင်းသိဆက်ဆံလူလောကရောက်လာရင် ပေါင်းသိဆက်ဆံမှုကအရေးကြီးဆုံးပဲလို့သူဆို။